မလာပါကျွန်တော်တို့ knowledge ကိုသင်တဲ့အစီအစဉ်ပုံမှန်တစ်ဆက်နဲ့ရွှေကင်းဖြစ်ပါကျွန်တော်ဒီနေ့ discussion နဲ့ဒီလိုလေးအောင်နော်ကဘာမြေပြင်နဲ့အဆက်အသွယ်ပြတ်ပြီးတော့တခြားကဘာတစ်ခုကိုရုပ်ကြည့်ရုပ်ပါတဲ့လူထုလူဆန်းများဆိုတဲ့ရုပ်တန်လေးပေါ့နော်ဆိုတော့အဲဒီရုပ်တန်လေးကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင်ကဘာမြေပြင်နဲ့အဆက်အသွယ်ပြတ်ပြီးတော့တခြားကဘာတစ်ခုကိုရုပ်ရည်ရောက်ရှိသွားတဲ့လူထုဆန်းများအဲ့ဒါလည်းပါသေးတယ်ကြည့်လို့ဒီသားတွေကကဘာပေါ်မှာအသက်ရှင်နေထိုင်ရင် ဘာမှမဟုတ်တဲ့ဖြစ်ရမျိုးတွေကိုမကြာခဏကြုံတွေ့ရတယ်ရှိပါတယ်။ဒီပြီးမှပြေရှင်လာတာမျိုးတို့၊နဖရားတွေနဲ့တွေ့ဆုံပြီးတော့တခြားကဘာတစ်ခုနဲ့ချိတ်ဆက်နိုင်တာမျိုးတို့စတဲ့သဘာဝလူစီးရဲ့တွေဟာကဘာပေါ်မှာစိတ်ကြိမ်ချက်မနေဖြစ်ခဲ့ဘူးတဲ့အတွက်လူသားတွေအထွတ်တော့အထူးသဖြင့်တော့ဟုတ်မနေတော့ပါဘူး။ဒါပေမဲ့ယုတ်တဲ့ကဘာကြီးကနေဘယ်သူမှမသိခင်မှာပျောက်ကွယ်သွားပြီးကာလအတန်ကြာမှလူကောင်းပကတိအတိုင်းကဘာပေါ်ကူပြန်လေရောက်ရှိလာတဲ့ဖြစ်ရမျိုးကတော့အင်မတန်မှကိုထူးဆန်းပါတယ်။ ယင်းနေ့မှာတော့အဲ့ဒီလိုချင်းရမျိုးကိုခံစားခဲ့ရတဲ့လူစုစံတွေရဲ့အကြောင်းကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။ပထမဆုံးချင်းရကတော့ဂျိုင်ယာတူတိုင်းစကူနားတော်မှာကိုမယုံနိုင်အောင်ဖြစ်ခဲ့ရတဲ့အခြေထူစံပါတယ်။1880ခုနှစ်မှာဒေးဗစ်လန်းလိုအမိရတဲ့လယ်သမားတို့ဟာဒူဘိုင်းနဲ့ဂါလာတင်တန်းနဲ့ဆိုတဲ့နေရာနာမှာလက်လျှောက်နေခဲ့ရင်လေးတဲကတွေပြီးတော့ရုပ်တရက်တောက်ွယ်သွားခဲ့ပါတယ်။ဒေးဗစ်ရဲ့ဇနီးရဲ့သားသမီးနှစ်ယောက်လုံးဟာဒီဖြစ်ရကိုငှက်နေခုတွေ့နေတွေ့ခဲ့ကြတာပါ။ အရင်နောက်ပိုင်းကနေစပြီးတော့ဒေးဗီနဲ့ပတ်သက်လို့ဘာအဆအနာမှမတွေ့ရတော့တာပါစက္ကန့်ပိုင်းတော့အခြေလေးတွေမှလည်းပြောက်ွယ်ခဲ့ရတယ်ဒေးဗီရဲ့ထူးခြားဖြစ်စဉ်ကိုအမျိုးသမီးဖြစ်သူအနေနဲ့မယုံနိုင်အောင်ခစ်ခဲ့ရပါတယ်ဒီလိုနဲ့မိသားစုတွေဟာဒေးဗီကိုတွေ့လို့တွေ့냐ခြံနာတော့ ਾਇ ညီချင်းတွေကိုတူးဆွာခဲ့ကြပါတယ်ဒါ့အမဲခြံထဲကမိသားတွေကကြစ်လေနေပြီးတော့ဘာရိပ်ရောက်မှမထူးခဲ့ရပါဘူးအိမ်ကြီးချင်းတွေကလည်းကူညီပြီးတော့ရှာပေးခဲ့ပါတယ်ဒါပေမဲ့ဒေးဗီတယောက်ဟာတင်းနှရှင်မမသိပဲကဘာမီပြေဖို့ကနေပြီးတော့လုံးဝပြောက်ွယ်သွားခဲ့တာပါဒါ့အမဲရအနေနဲ့ကြားတဲ့အခါမှာဒေးဗီရဲ့လဲထဲမှာ ထူးခြားမှုတွေစတင်ဖြစ်လာခဲ့ပါတယ်။ဒီထဲကမြေသားတွေက၆ပြီးတော့ပကြတွေအပ်လာခဲ့တယ်။ညပင်တွေကလည်းတဖြည်းဖြည်းနဲ့အဝါရောင်တန်းလာပါတော့တယ်။ဗိုလ်ထူးဆန်းတော်ကဒီရက်ထဲမှာဘာပင်မဆိုင်လို့မရတော့တာပါပဲ။လာနေညချတဲ့အခါမှာတော့ဒေးဗစ်ရဲ့တပီးလေးဟာခြံထဲမှာကလာဗာသေးရလေးတွေကိုရှာဖွေသေးရင်းနဲ့သူ့ဖေးရဲ့အတန်းကိုကြားခဲ့ရပါတယ်။အတန်းကဝင်းကြီးတောင်းနေတဲ့အတန်းမျိုးဖြစ်ပြီးတော့မြေကြီးတွေကလုံးလုံးဘေးနားကလုံးလုံးနဲ့တစ်ချက်တစ်ချက်စူးစူးဝါးဝါးကြားနေရတာပါ။ ဂီလိုအသန်းတို့ဒီချိန်မှာကကြားလာရတဲ့အခါမှာတော့ဒေတာစုဝင်တွေကခြံတဝိုက်ရှာကြည့်ခဲ့ကြပါတယ်ဒါပေမဲ့ဒေးဗစ်နဲ့ပတ်သက်တဲ့ဘာသင်းလွန်စားမှရမလာခဲ့ပါဘူးဒီ TSG ကအဲ့ဒီချိန်တုန်းကတရဲစားခေါင်းစည်းတွေအထိကိုပါလာခဲ့တာဖြစ်ပါတယ်မေစီလိုတွေကယူဖီအမျိုးကိုဘယ်လိုမျိုးမေးကိုတက်ချင်ပါသလဲဂျမိုင်းနဲ့ပတ်သက်လို့ဘာခက်ခဲမှမရှိတဲ့ဒေးဗစ်လိုလူဟာဂလူအကြောင်းကြောင့်လူလောကကြီးကနေပြီးတော့ထွက်ခွာသွားရပြီတရားရောက်မလာတော့တာဖြစ်မလဲမေစီလိုရဲ့နေဖုန်းနဲ့ကုမ္မမရေးသွားပေးခဲ့ကြပါဦးနောက်တစ်ယောက်ကတော့ကာရိုချီဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ် ၎င်းချောင်းကနေမှာကာရိုဟာကယ်လီဖိုးနီးယားကသူ့ရဲ့မွေးရဇာတိနေကိုမရောက်တာကြားတဲ့အတွက်အလေးအပြတ်သွားခဲ့ပါတယ်။အဲဒီနေရာကိုသူမရောက်သွားတဲ့အချိန်မှာလမ်းမတွေနဲ့အဆောက်အဦတွေပြောင်းလဲတဲ့ကြောင်ကိုတွေ့ခဲ့ရပါတယ်။ပထမတော့သူမမရောက်တာကြားပြီးဖြစ်တဲ့အတွက်ပြောင်းလဲသွားလာလို့ထင်ခဲ့ပါတယ်။အဲဒီလိုနဲ့သူမငြိရောနေရိုင်းခဲ့ရတဲ့အဖွားအိမ်ကိုလိုက်ရှာတဲ့အခါကာရိုအဖွားအိမ်ကမရှိတော့ဘဲအဲဒီနေရာမှာဂူသင်းကြီးတစ်ခုကတည်ရှိနေတာကိုတွေ့ခဲ့ရပါတယ်။သူမအနေနဲ့များစွာအံ့အားသင့်ခဲ့ရပါတယ်။ အခုဒီမှာကတ်ထားတဲ့ရက်စွဲတွေကိုကြည့်လိုက်တဲ့အခါမှာလဲဒီယုံလုံးတွေဟာဒီမှာမမွေးခင်လောက်ကတည်းကတည်ဆုံသွားကြတဲ့သူတွေဆိုတာကိုကြည့်ကြရပါတယ်။ဒီမှာကြောင်ဝနာနဲ့အင်ကိုပြန်လာခဲ့ပြီးတော့အေးရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူကိုအကြောင်းတော်ရှင်းပြခဲ့ပါတယ်။ကာရိုရဲ့မိခင်ကတော့ဒီမှာစကားကိုသိမယုံခဲ့ရပါဘူး။ဒါနဲ့ကာရိုနဲ့ဒီမှာအဖွားစီကိုဖုံးစံပေးကြည့်တဲ့အခါအဖွားနေတဲ့မြို့ကပမာမပြောင်းလဲပဲပုံမှန်အတိုင်းတရှိနေပြီးတော့အဖွားရဲ့အင်ကလည်းနှဟုနေရာမှာဖိတ်ရှိနေတယ်လို့ပြောခဲ့ပါတယ်။အဲဒီချိန်မှာကာရိုကမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။ မြို့ကဒီတိုင်းရှိနေသေးတာဆိုရင်သူမရောက်သွားခဲ့တဲ့မြို့ကဖာမြို့လေအဲ့ဒါနဲ့ကာရိုလေအင်တာနက်မှာအသေးခံရှားခဲ့ပါတယ်အားဒီထက်ပိုပြီးတော့ထူးဆန်းတာကသူမရောက်သွားခဲ့တဲ့မြို့ဟာအပြင်းမတည်းရှိမနေခဲ့ပါဘူးကာရိုရဲ့အချိပြက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမေကိုလည်းကိုမမရေးသွားပေးခဲ့ကြပါဦးအဆုံးဒီ GP ကချရတယ်တယောက်ချင်းတွေတိုင်းကိုရှင်းပြထူပေးတင်ရှိပါရခင်ဗျာကဲဒါလေးရပါတော့ကဘာမီဘင်းနဲ့ဆက်သွယ်ပြက်ပြီးတော့တခြားကဘာခုကိုရုပ်တရက်ရောက်သွားတဲ့လူထုစံများတယ်နော်ဆိုတော့အဆုံးချင်းကြည့်ပေးတဲ့တော်လားအားလုံးကျေးဇူးတင်ပါတယ်ခုဆုံးဆုံးဝင်ကြပြီးတော့နေ့စဉ်ရဲ့ပုံမှန်ဆက်ပြေးတော့ ᱡᱩᱡᱩ ᱪᱮᱱᱮᱞ ᱫᱚ ᱵᱤᱡᱟᱵᱚᱱ ᱚᱱᱟ ᱡᱩᱡᱩ